ဲ့ဦးလေးဦးလေးကဘာလဲတခိုးလားငပိန်တို့ကိုမြင်တာနဲ့အပင်မောကရွာသားလေးကြောက်နေပြီတပင်မောကနေခုန်ချလို့ထွက်ပြေးဖို့လုံတော်တယ်ဒါကိုအနားမှာရှိနေတဲ့တုတ်ပေါ်ကနှမ်းဖန်းထားလိုက်တယ်အဲ့ဒါဘယ်ပြေးမှလဲဟင်နီသူထွက်ပြေးဖို့လုံနေတယ်ဟာငပိန်လေးအဲ့ဒီရွာသားရဲ့ပြစ်ကိုကြည့်ပြီးတော့ကြည့်ရလားဒီလိုကဒီအသေးကျွတ်မှာအတိပြောက်တာနဲ့တခုခုပတ်သက်နေပုံရမှာဟမ် လာပြီနေရဲ့မနက်ခင်းတခုမှာတော့ဖိုးထူတယောက်တနေရောင်အသေးကြီးမဲကြီးပြေးနေရင်ဗဇက်ကလည်းဒွတ်ဒွတ်ပြောနေတယ်။စားမယ်စားမစားမအဲ့လိုရေးဟုတ်ပြီးသွားနေအောင်ဆိုတော့အနောက်ကလိုက်နေရတဲ့မိဝိုင်းငပိန်နဲ့တော်ဘောတို့၃ယောက်ကလိုက်မမီပဲဖြစ်နေတော့တယ်။ခေါင်ဖိုးထူငါတို့စားမအောင်ကမင်းကဘယ်ကိုပြေးနေရလဲဖိုးထူကတော့မစောင်းနေပြင်းနောက်တောင်လည်းမကြည့်ဘူး။စားမစားမ ဟမ်စားမေနှလုံးနဲ့ပါဇက်ကတောက်လျှောက်ပြောပြီးသွားနေရောတာပါအဲ့ဒီအချိန်တနင်္လာရောက်တော့ရွာလူကြီးဦးချိုင်ရင်ကနေထွက်လာကြတဲ့လူနှစ်ယောက်ကိုတွေ့လိုက်ကြတယ်ဖို့သူလည်းအဲ့ဒီလူနှစ်ယောက်ကိုတွေ့တော့မှပြေးလာရက်လိုက်တယ်ဟုတ်နောက်ဆုံးတော့တွေ့ပြီဖို့သူလည်းဝမ်းသာအားရနေဟာကိုကြီးတို့ကိုကြီးတို့တွေ့ရတာဟိုကျွန်တော်ဝမ်းသာလိုက်တာဗျာကိုကြီးတို့ကအတိကျအောင်မလားဗျဟမ်အဲ့ဒီတော့မှ အနောက်ကလိုက်လာတဲ့မိဝိုင်းတို့တတင်းလေးပို့ထုကိုမိသွားတယ်။အော်လက်စတဲ့တော့သူ့ပြင်းနေရအတိကျောင်းကလူတွေစီကိုပဲဟာ။ဒါနဲ့အတိကျောင်းကလူတွေကအင်းဟုတ်တယ်လေညီလေးရဲ့ဘာဖြစ်လို့လဲ။ဟိုကျွန်တော်အသေးဝယ်ခြင်းလို့ဗျ။မနေ့ကမျှော်နေရလာပြီလာခွေဆိုရင်နားထက်တယ်ဆိုလို့လေ။အခုရောက်နေပြီဆိုတဲ့အတန်ကြာတာနဲ့ပြေးလာခဲ့ရတာမောလိုက်တာဗျာ။ဒါနဲ့ဘာအသေးတွေပါခဲ့လဲ။ဖို့သူစကားကြောင့် အတီးကျောင်းကလူတွေတည်ထင်းချလိုက်ကြတယ်။ဘာတိမမပါဘူးညီလေးရဲ့အခုလာတာတော့ရွာလူကြီးအိုးရိုင်စီကိုတတ်တတ်လာတာ။ဘာဖြစ်လို့လဲကိုကြီး။ဒါနဲ့အတီးကျောင်းကနောက်ထပ်လူတယောက်ကဝင်ပြေးတယ်။ဘာဖြစ်ရမှာလဲ။မင်းညကိုကြီးတို့တကြုံလုံးကအတီးတွေအခုခံရတယ်လေ။အဲ့ဒါတကောမိလို့မိညာဆိုပြီးရွာလူကြီးစီကိုလာတာပဲ။ဟမ်။အတီးကျောင်းနဲ့မိဝိုင်းတို့အောင်မန်းရွာနေရပြီးအဝေးယူ။ဘာလို့ဦးကျိုင်စီကိုလာကြရလဲ။ ဦးကျိုင်စီနေမဟုတ်ပါဘူးညီမလေးရဲ့ကိုကြီးတို့ကကျုံးနီးတွဲကရွာတွေကိုတွားနေတာရွာလူကြီးတွေကိုကိုကြီးတို့ကျုံးတခိုးခိုးခန့်ရတဲ့အကြောင်းအသိလန်းပြီးတာအသည်တွေတင်သွင်းနိုင်ဒီမှာမှတ်မှုဆိုတဲ့သဘောပေါ့အဲဒီတော့မှမိမိုင်းလေးနားလေသွားပြီအသည်ကျုံးကလူကကဲကိုကြီးတို့တွားလိုက်အောင်မကွာအခုရပိုင်းတော့မင်းတို့တွေအသည်စားရဒီမှာမဟုတ်ဘူးဟိုကျွန်တော်လေးလိုက်မယ်လေကိုကြီးမင်းကဘယ်ုံလိုက်မှလေဖို့တူရဲ့ အဲ့ဒီအသီးကျုံကိုလိုက်ပြီးအသီးတကုတ်ကိုဖော်ထုတ်မယ်ဗျာကျွန်တော်စားကျင်တဲ့အသီးတွေတလုံးမှမကြောင်ခိုးသွားတာကိုလက်ပိုက်ကြည့်မနေနိုင်ဘူးဗျလက်ပိုက်မကြည့်နိုင်တော့မင်းကဖမ်းပြီးမလို့လားဒါပေါ့ကမင်းတို့မင်းစဉ်းစားကြည့်လေငါလုံခဲ့တဲ့လေးရက်တရားသီးစားကျင်လို့စောင့်နေရဒါပေမဲ့အခုရောက်လာတော့ငါရဲ့စောင့်ရချိုးတွေမနှက်တော့ဘူးလေအဲ့ဒါငါ့ကိုစင်ခေါ်တာနဲ့တူတူပဲဖိုးထုတ်ကိုစင်ခေါ်လို့ရတော့တိမ်မောတိတက်ပြမယ်ကွဖိုးထုတ်လည်း လက်မောင်းခတ်လို့ပြောလိုက်တော့အတီချုံကလူနှစ်ယောက်ကသဘောကျပြီးရေးလိုက်ကြတယ်။ညီလေးနဲ့မေကဖို့ထုတယ်လား။ဖို့ထုကတော့အကိုတို့ကရင်းနှီးပြီးသားပါ။လူသားခုမှမြင်မှုလား။ကိုကြီးတို့လည်းအခုကျုံးမြန်တော့မှာပဲလိုက်ခဲ့ကြဖို့။ဖို့ထုတို့လည်းသူတို့ကိုជីជីပြူနဲ့ခေါ်နေတဲ့အတီကုံတွေတွေကြောင့်ဝမ်းသာသွားတယ်။ဟုတ်။အဲ့ဒါဆိုလိုက်ခဲ့မယ်နော်။ဒီ၃ယောက်ရောပဲဗျ။ဒလုံးနဲ့ဖို့ထုတို့တည်းတည်းအတီချုံကအတီကုံတွေနေအောင်နေတယ် ပါသွားကြပါလိမ့်။လေပေါ်ရောက်တော့အသီးကုန်တဲ့တယောက်ကလှိလို့နေပြီးနောက်တယောက်ကဖို့ထူလို့နေစကားပြောနေရတယ်။ခိုးမှမြင်ရတဲ့ကျုံးတွေလား။အဲ့ဒါကိုကြီးတို့ရဲ့အသီးကျုံးပဲ။အရင်ကဆိုဒီလိုအသီးတွေပို့ပြီးပြန်လာရင်လေပေါ်ကနေအသီးတွေဝေစာနေရဲ့ကိုကျုံကိုကြည့်ရင်ねအမောပြေတာအယံမင်းအခုတော့တကြုံလုံးကကရုံးလိုမျိုးပြောင်းကလေးခါနေရောပဲကွာ ဖိုးထုတို့လည်းအသီးကုန်တဲ့ရွာလေးကျုံးကိုကြည့်လိုက်ကြပြီးတော်ဘောဟာဟုတ်တယ်နော်အခုဘာမှမရှိတော့အရင်ကဒီကနေအသီးပေါင်းစုံမြင်ရတာပေါ့ဟုတ်လားဗျာကိုကြီးဟာဒါနဲ့လှေလုံးကြီးရဲ့အသီးကုန်လေးကဟုတ်တာပေါ့ကွာအသီးတွေရောင်စုံသီးနေရမှုတက်တန်ကျုံးလို့တော့ခေါ်စားရရွာကြီးရှိတယ်ကွာအဲ့ဒီချိန်ကပင်ကသူတိချင်းနဲ့မိကုန်းကိုကောက်မိလိုက်တယ်အဲ့လိုကြောင့်ကနေအသီးနေရဘလို့ဖြစ်ပြီး အကုန်ခိုးခံလိုက်ရတာလေးဗျဘသူကများ ခိုးသွားရတာလေးဗျဟမ်အဲ့ဒါကိုသိကျင်နေရပေါ့ညီလေးဟာတိလို့ရတော့လေအဲ့လူကိုမှတ်လောက်အောင်ကိုပညာပေးပြုံမှာဒီလိုနဲ့သူတို့တတိလှေလေးကိုလောင်းရင်းနေအသီးကျုံကိုရောက်လာကြရင်ကျုံမရရောက်ချင်းဖိုးထုအောင်တောက်ခေါက်လိုက်တယ်ဟုတ်ပါကွာတကြုံလုံးအသီးကြီးဆိုလို့ဘာသီးမှမရှိတော့တာပဲငါတော့စိတ်ကိုတော်တော်တိုးနေပြီအသီးတွေဟာ ဘယ်ချင်းကနေပျောက်သွားလဲဗျတညရဲ့နေပျောက်သွားနိုင်ဘယ်ချင်းကပျောက်လဲဆိုရင်တော့မကြသေးဘူးကမင်းညက်နေလောက်ကပေါ့ကွာကိုကြီးကမင်းပြန်ရောက်မှုအတွက်အသီးမဲ့တာတွေလိုက်ကြည့်နေခဲ့တာပေါ့ဒလုံးနဲ့အသီးကုန်တွေကအသီးတွေပျောက်တဲ့နေရာအဖြစ်အပျက်ကိုပြန်ပြောပြတယ်တရက်ကအသီးကုန်တွေလာပြင်းနေမတိုင်ခင်မှဲလ မနေ့လောက်ဆိုရင်မှဲ့လောက်ပြီဟိုဘက်ပင်ကတခွားမွေးရတော့ဒီညဆိုရင်ကိုမှဲ့လောက်ပါပြီအနန်းကတော်တော်မွေးနေပြီဆိုတော့ဘယ်လိုတက်ချက်နေပြီခဏကြာမှတပတ်ခါကြာရင်အော်ဒါတွေလည်းပို့ပေးရမှာလေတောင်ခါတိုင်းတက်ဒစင်းပို့တယ်သွားမယ်ပုံမင်းပစ္စည်းတယ်လीဖြစ်ဖြစ်ပေါ့အဲလိုတွေ့ပြီးတက်ချက်ရင်နဲ့ကိုယ့်အိမ်ကိုပြန်သွားပြီဆယ်မိနစ်လောက်နေတော့လုံခြုံရင်ရလေကျုံးမော်လာပြီးအသီးတွေကိုပုံမှန်အတိုင်းစစ်စီနေခဲ့တယ် အဲ့ဒီအချိန်မှာမရုပ်တရက်ဆိုတဲ့လို့အသီးတွေမရှိတော့တာကိုတွေးလိုက်ရတာပါဟင်အသီးတွေဘယ်ရောက်ကုန်တာလဲအသီးတွေမရှိတော့ဘူးလေပြန်ရခက်ပြီးတရားလုံးကိုလိုက်တီးပေးရကအိမ်တိုင်းအိမ်တိုင်းကအသီးကုန်နေပြီအပြင်ကိုထွက်လာကြတယ်ဘာဖြစ်တာလဲဘာဖြစ်တာလဲအသီးတွေမရှိတော့ဘူးအသီးတွေအသီးကုန်နေရလေပြန်ရပြီးခက်ကုန်နေ ဘယ်အသီးတွေမရှိတာလဲဘယ်အပင်မှမရှိတော့တာအသီးကုန်တွေအလုံးလေးလမ်းပြကုန်ကြတယ်ဟမ်ဘလို့ဖြစ်တာလဲတပတ်ကောင်ဆိုအသီးတွေတော့ပို့ရတော့မှာလေအော်ဒါတွေလည်းအများကြီးပဲငွေကြေးပေးထားတာတွေရောဘလို့လုပ်မှာလဲအကုန်လုံးစစ်စစ်ညံ့ညံ့လေးပြေကောင်ကြတယ်အဲ့ဒီရဲ့ချင်းအသီးကုန်တွေတယောက်ကအလုံးစစ်ညံ့ညံ့တာပါစစ်ညံ့ညံ့တာအကုန်လုံးဒီတို့ကျွန်တော်လေးဆုံးရှုံးတာပဲဒါပေမဲ့အခုဘလို့မှလုံးလို့မရအောင် အသီးပြန်ဆိုင်ဖို့လည်းမိမမဟုတ်ဘူး။ဒါကြောင့်အားလုံးဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာပဲစဉ်းစားကြပါ။ဒီတော့မှအသီးကောင်တွေအားလုံးလည်းညင်သွားကြပြီ။အသီးတွေကပျောက်သွားတာဆိုတော့အခိုးခံရတယ်လို့ပြောတာလားဗျ။အခိုးခံရတယ်တော့မဟုတ်လောက်ဘူးဗျ။ဘာလို့ဆိုအကျုပ်စောနာမှာအသီးတွေကိုတကြုံလုံးဆစ်လာခဲ့တာ။အသီးတွေအားလုံးအပင်ပေါ်မှာရှိ။အခုမရှိတော့ဘူးဆိုတော့ပျောက်သွားတာ15မိနစ်ပဲရှိသေးတယ်ဗျ။ ဒါလို့နေအာလုံးတွက်ပြချက်တွေကိုနားထောင်ပြီးမှဖို့ထူအောင်ဟမ်ဒါဆိုတကူက15မိနစ်အတွင်းမှာတကြုံလုံးကအသီးတွေကိုပြောင်းမလင်းခောင်းခို့သွားတာပေါ့ဟုတ်လားရအင်းအဲ့လိုပဲပြောရမှာဟိုဒါပေမဲ့လေအခုကျွန်းတစ်ပတ်ပတ်မယ်ဆိုရင်တော့အနည်းဆုံးတနိုင်လောက်တော့ပတ်ရမှာဗျဟိုဒါတော့မှခက်မမြန်ပတ်ရင်ပြောတာနော်ဒါပေမဲ့အခု15မိနစ်အတွင်းမှာကျွန်းမောင်ကတီအောင်လုံးပျောက်သွားတာဆိုတော့တကူမှဟုတ်ရလားလို့စဉ်းစားခက်နေရပြီအဲ့ဒီအချိန် တော်ဘောကအလန့်တကြာနေထားဝင်အတာတာဒါဆိုသရင်သရင်များလားမသိဘူးနော်ဟာတော်ဘောရင်တော်စမ်းမလူတွေဝမ်းနေပုတ်ဆွေးနေပါလေစမမဖြစ်နိုင်တယ်မပြောစမ်းပါနဲ့ဟာဘာမဖြစ်နိုင်တာရှိလဲမိမရဲ့ကုံသိကြီးပဲပြောတယ်လေကျုံးကအမြန်ဆုံးပတ်မယ်ဆိုတော့တနားကြီးကြာမှာတဲ့ဒါ၁၅မိနစ်ထဲနဲ့အသီးကုန်ခိုးသွားမှာတော့ဒါကရွရွလူမဖြစ်နိုင်ဘူးလေတရေပဲဖြစ်နိုင်မှာပေါ့ဟာပြောလိဆိုလိဖြစ်နေတဲ့တုတ်ပေါင်းကို မိဝိုင်းကမစင်းနဲ့မပြောတော့ဘဲလက်နဲ့နေရင်အုပ်ချလိုက်တယ်။ကုံမေတယောက်ကမင်းတို့ဘွေကဒလုံမှုတွေဖော်ထုတ်တဲ့နေရာမှာကျွဲနေလို့သတင်းကြတယ်။ဒါပေမဲ့မင်းတို့ဖော်ထုတ်တာဒလုံသိရဲ့ဆိုရင်အထင်မြင်မရှိတဲ့အရာကြီးလား။အာမဟုတ်ပါဘူးဗျာ။ဒီကောင်တော်ဘွားကသူတင်တာသူလျှောက်ပြောနေရပါ။ကျွန်တော်တို့ယူဆချက်ကိုသိချာမသိရသေးတော့ဘာရဲလို့မပြောသေးပါဘူး။ငပိန်အဲ့လိုရှင်းပြလိုက်မှာ ကောင်းနေကြီးလည်းဘာမှပြောပဲနေလိုက်တော့တယ်။အေးပေါ့ဒီတော့မင်းတို့အမှုဖော်ထုတ်လို့ရအောင်ကုညင်နိုင်တာရှိရင်ပြောပေါ့အမှုတော့မြင်မြန်ဖော်ထုတ်နိုင်ခြင်းနဲ့အချိန်ကြီးကြကြကုန်ရင်မကောင်းလေပိုထူးတို့ကလည်းကုံသေးကြီးစကားကိုနားလေအောင်ဆိုတော့ခေါင်းငိတ်ပြလိုက်ကြသည်ဒီလိုနဲ့အဲ့ဒီညမှာပဲပိုထူးတို့တတိလေးယောက်တည်းကျုံးမောင်ထွက်လာကြပြီးအသီးတွေပြောင်းသွားတဲ့အကြောင်းရင်းကိုလိုက်ရှာကြသည် ထုဆန်းလိုက်တာကွာအသီးတွေအားလုံးတကယ်မရှိတော့တာပဲနော်ဟိုတော်တော်ထုဆန်းနေငပိန်ကအသီးပြင်းနေကိုလက်တရာတမီနဲ့ထိုးထိုးကြည့်ပြီးပြောနေရောတာပါအဲ့ဒီချိန်ဘိုးထူကသူတို့နဲ့မလဲမကန်းအနေအမှာလူတယောက်တပိမောတက်ပြီးအသီးတွေခိုးနေအောင်တွေ့လိုက်ရတယ်ဟောင်းနေဟောင်းနေဟိုမောင်မဟိုလူတယောက်တပိမောတက်နေရဲကွာတပိမောဟာဟဲ့အောင်ဘိုးထူဟိုဒီဒီချိန် ဘလို့လို့လို့ရှိမှလေဟိုတရေတရေဖြစ်နေပါအောင်မေကွာမင်းကလေတရေတရေဟုတ်မဟုတ်ဓမီနဲ့ထိုးကြည့်လိုက်ပေါ့ကွာရှင်းရှင်းလေးဟောင်းငပိလဲအဲ့လိုပြောပြီးတမင်မွားလူကိုဓမီနဲ့ထိုးကြည့်လိုက်တော့မှလူဖြစ်နေအောင်တွေးလိုက်ရတယ်ဥလေဥလေဘညာကြီးချိန်မတော့အပင်မောဘာတက်လုံနေရလဲဗျဟမ်ဘိုးသူအတန်ကြတော့အသီးတွေကိုနေရဲ့ဥလေးကြီးလဲလန့်သွားတယ်အဲ့ဒီရဲ့ချင်း အပင်ရောက်မှချထားတဲ့တောင်းထဲမှာအသီးတွေကိုတွေ့လိုက်တော့မိဝိုင်းကဟဲ့ငါပဲအသီးတွေအများကြီးပဲဟဲ့ဦးလေးဦးလေးကဘာလဲတခိုးလားငပိန်တို့ကိုမြင်တာနဲ့အပင်မောကရွာသားလေးကြောက်နေပြီတပင်မောကနေခုန်ချလို့ထွက်ပြေးဖို့လုံတော်တယ်ဒါကိုအနားမှာရှိနေတဲ့တုပ်ပေါ်ကနှမ်းဖန်းထားလိုက်တယ်အဲ့ဒါဘယ်ပြေးမှလဲဟဲ့ဦးလေးသူထွက်ပြေးဖို့လုံနေတယ်ဟာငပိန်လေး အဲ့ဒီရှားသားရဲ့ဖြစ်ကိုကြည့်ပြီးတော့ကြည့်ရတာဒီလူကဒီအသေးကျွတ်မှာအတိပြောက်တာနဲ့တခုခုပတ်သက်နေပုံရမှာဟမ်ငပိန်လည်းအဲ့လိုတွေးလိုက်တယ်ဦးလေးနဲ့ဒီကျွတ်မှာအတိပြောက်တဲ့ကိစ္စပတ်သက်နေရမလားမဟုတ်ပါဘူးဘာလဲလာပြောနေရလဲကျုံနဲ့တခုမှမဆိုင်မင်းတို့တွေကြက်ကိုလာပြီးတော့မစွတ်ဆွဲနဲ့နော်ဒါနဲ့ဖိုးတူးအောင်ဝင်းမေးလိုက်တယ်ဒါဆိုပါလို့ကျွန်တော်တို့မြင်တာနဲ့ထွက်ပြေးရလေဗျ ။နောက်ပြီးအသီးတွေကိုရောဘာလို့ဦးလေးတယောက်တည်းကွက်မြင်နေရလဲ။ကျုပ်တယောက်တည်းကွက်မြင်တာမဟုတ်ပါဘူး။အားလုံးမြင်နေ။မရှိဘူးလို့ထင်နေကြရပဲရှိတာ။ကျုပ်ကဒီတိုင်းတွေ့လို့ခုနေရပဲရှိတာ။ဒါမဲ့မင်းတို့ကိုမြင်တော့ထွက်ပြေးတယ်ဆိုတာလေ။ဟိုဟိုတရေလေးတွေချင်းလို့။ဟမ်။ရွာသားရဲ့မျိုးလုံးကြီးကတောင်ကြီးမြောင်ကြီးနဲ့ဖြစ်နေအောင်ဆိုတော့ငပိန်ကဒေးလိုလိမ့်နေဆိုတာတန်းသိသွားပြီ။ဒါဆိုလေကျောင်းမိုင်စီကိုခေါ်သွားတာပေါ့ကွာ။ ဦးလေးမခုံးဆိုကျွန်တော်တို့ကိုပြောသလိုပဲကျွမ်းမယုံလေးဒီတိုင်းပြောပြလိုက်ပေါ့ဗျဟင်းအရောမရွာသားလေးသူ့လိန်တာမပြေပြင်းဆိုတာသိသွားပြီးညီကြီးပေါ်ထိုင်ချလိုက်တော့ဒီအကျုပ်ကျုပ်အမှန်တိုင်းပြောပါမယ်ဟိုကျုပ်ကျုပ်ကိုကျွမ်းမိုင်လဲတော့မအပ်ပါနဲ့ဗျာဟိုကျုပ်တောင်းမှန်ပါလေကျုပ်အသီးရောင်းဝင်တစ်သက်လုံးပိတ်သွားမယ်ဆိုရင်ကျုပ်မိသားစုလေးထမင်းငတ်သွားလိမ့်မယ်ဗျဟာဒါလို့စကားတွေကြတော့မိဝိုင်းလေးစိတ်မကောင်းဖြစ်သွားတယ်နေပေါင်းငတ်ပင်ရင်မတို့သူပြောတာကိုအရင်နားထောင်ပြီးမှ ဆက်လုံတင်တာလောက်ကြတာပေါ့။ဦးလီကတော့ခုနကလိုမလိမ်မညာပဲ။အမှန်တမ်းကိုမပြောပြီနော်။ကျုပ်မလိမ်ပါဘူး။ကျုပ်အမှန်တမ်းပဲပြောပါမယ်။ဒီလိုပါ။တရက်မှာကျွန်တော်သမီးလေးရွှေနေအကြီးအကျယ်ဖျားတယ်။ဒါကြောင့်ကျုပ်အသီးကိုစလေလေးစီကနေပတ်စံနေကြိုးထုတ်ခဲ့ရတယ်။ဒါပေမဲ့ဟိုတလောကကျုပ်ဆိုင်ခင်မြန်မာပို့ကြလို့အသီးမဖြစ်ထုံးခဲ့ဘူး။ဒါကြောင့်ကျုပ်ပေးထားတဲ့ဂတိတွေနဲ့ကျုပ်ယူထားတဲ့ပတ်စံတွေကအကျွေးတွေဖြစ်သွားတယ်။တော်ဘောက ရွာသားစကားမဆုံးခင်မှာပဲစကားပြက်ပြောလိုက်တယ်။ဒါဆိုဒီချင်းမွားဟာတီးတွေအလုံးပြအောင်လုပ်ပြီးအဲ့ဒီတီးတွေကိုလဝဲကြီးကိုရောင်းမှကြံစီနေရပေါ့ဟုတ်လား။ဟုတ်ပါတယ်။ကျုပ်ကြံစီကမကောင်းမဲသိပေမဲ့လေကျုပ်မှာဒီတနည်းပဲရှိတော်လို့ပါ။နောက်ပြီးဒီလုံရက်ကိုသာရွာသားရင်နဲ့ကျုံးမိုင်တီးသွားရင်ကျုပ်အသီးရောက်ခင်ပြိပင်ခံရပါလိမ့်မယ်ဗျာ။အဲ့လိုဆိုရင်ကျုပ်တို့တမိသားစုလုံးလမ်းမလျှောက်ပြီဗျ။ဖိုးသူတို့လည်းစိတ်ထဲမကောင်းဖြစ်သွားကြတယ်။အိမ်နောက်ငပင်ဟာ ငါတို့ဘာဆက်လုပ်ကြမလဲဖိုးသူဟာသူလိန်ပြောနေရလို့တော့ငါမတည်ဘူးဒါပေမဲ့အဲ့ဒီအချိန်ဖိုးသူကသူသိကျင်တဲ့မိကုံးတစ်ခုဝင်မေးလိုက်တယ်အပင်မောအသည်တွေကဘာလို့ပြောက်သွားတာလဲဦးလေးတခုခုလှူထားသေးရလားဗျအော်အဲ့အဲ့ဟာကျုပ်ကျုပ်ကိုတယ်ပြောက်စီပြန်လာလို့အားလုံးကတီးတွေကိုမမြင်ရတာပါဒါပေမဲ့မနေ့ပြန်ကြရင်တော့အကုန်ပုံမှန်အတိုင်းပြန်ဖြစ်မှာပါ ရွာသားလည်းအကုန်ပြောပြပြီးသွားပြီဆိုတော့ပေါ်တူရရဲ့ဆုံးမြတ်ချက်ကိုပဲရှင်တတိတိနဲ့နားထောင်နေတော့တယ်။သူမကောင်းတာလုပ်ပင်မဲ့လေကလေးရဲ့တကရေးကြီးနေတာဆိုတော့ဖခင်တယောက်နေနဲ့သူ့လောက်တာကတော့မမဟုတ်ဟာ။မိဝိုင်းစကားကိုငပရပြန်ပြီးခြေပြတယ်။ဘာလို့မမရမှာလဲဟာ။သူများတွေကိုမလိမ့်တက်ပတ်လုပ်ပြီးသူ့အစီပြင်ပြီးတော့လုခဲ့တာလီ။အဲ့ဒါမှားတာပေါ့။ဒီလိုနဲ့တယောက်တစ်ပေါက်ပြောနေကြတာဆိုတော့တုတ်ပုံကတော့ မင်းရောဘယ်လိုမြင်လဲဖိုးတို့မင်းကငါတို့ခေါင်းဆောင်ဆိုတော့မင်းဆုံးဖြတ်တဲ့အတိုင်းငါတို့ကလဲလို့ရမှာပဲကွာอืมငါကတော့ဒါလို့စဉ်းစားတာဒီဖိုးတို့လေသူစဉ်းစားထားတာကိုသူ့ငွေချင်းတွေကိုပြောပြလိုက်တယ်ဖိုးတို့ဆုံးဖြတ်ချက်ကိုသိရပြီနော်ငပိန်ကကောင်းနေဖိုးတို့အဲ့အတိုင်းပဲလုပ်ကြမယ်အိမ်နောက်တော့ဖိုးတို့ကရွာသားဘက်ကိုနေလိုက်တယ်ဦးလေးဆန္ဒအတိုင်းကျွန်တော်တို့တွေရွာသားတွေနဲ့ ရွာလူကြီးကိုမပြောပြဘဲနေပေးမယ်။ဒါမဲ့ဦးလေးဘက်ကပြန်လို့ပြရမှာကကိုရေပြဆေးရီဘူးကိုကျွန်တော်တို့စီကိုအနံမှုနဲ့အသီးတွေကိုအကျေးကျေအောင်ခုဖို့ပါပဲ။ပို့ပြီးတော့မခုပါနဲ့ဗျ။ဖိုးသူကစကားကိုခဏရှက်ပြီးငပင်းဆက်ပြောတယ်။နောက်ပြီးတော့ဦးလေးလိုပဲရွာသားတွေကလည်းပဆန့်ကျုပ်ထုတ်ပြီးယူလာခဲ့တဲ့သူတွေရှိတာအောင်ဆိုတော့သူတို့အတွက်ခုစရာပင်ချန်ထားပေးခဲ့ပါ။အဲ့ဒါကိုသဘောတူရင်တော့ကျွန်တော်မပြောဘူး။ကိုကျွန်တော်တို့ကိုခလီဆိုပြီးအထင်သေးမဲ့ကြရင်တော့ ငပင်ကအဲ့လိုပြောပြီးသူ့မမကြီးအိတ်ကဲထဲမှာအတန်သွင်းထားတဲ့ဖုန်းကိုထုတ်ပြလိုက်တယ်။မလုပ်ရဲပါဘူး။အထင်လဲမသိရဲပါဘူး။မင်းတို့ပြောတဲ့အတိုင်းလုပ်ပါမယ်။ကျေးဇူးတင်ပါတယ်။နောက်ပြီးမင်းတို့လိုချင်ရင်ဆေးဖို့ကိုလည်းအခုပဲပေးပါမယ်ဒီမှာပါ။ပို့သူတို့လည်းရွာသားဘူးရဲ့ဈေးရည်ဘူးကိုယူလိုက်တယ်။အိမ်တော်ရွာသားကိုထားခဲ့ပြီးရွာထဲကိုပြန်ဝင်လာကြတယ်။ ဒီလိုနဲ့နောက်တစ်နေ့မနက်မှာအသီးရွက်အားလုံးကျုံးမမှာပြန်ပေါ်လာတော့တယ်။ရွာသားတွေလည်းဝမ်းသာသွားကြပြီးတော့ဟာအသီးတွေပြန်ပေါ်လာပြီအသီးတွေဒါသေးကြတယ်။မင်းညကပိုက်ထွေးလို့ညီကိုခေါ်လာတဲ့ကလေးနှစ်ယောက်ကုညင်လိုက်တာပဲဒီမှာကုညင်လိုက်တာပဲအဲ့လိုနဲ့ရွာသားတွေကပိုတူတို့အဖေကိုကျေးဇူးတွေတင်သွားကြတော့တယ်။ကျေးဇူးတင်ပါတယ်ကွာ။နောက်ကြရင်လည်းကျုံးမကြမကြလာလေးကြပါ။ကျုပ်တို့ကျုံးမင်းတို့အမြဲကြုံစုံနေမှာပါ။ ဖိုဒီယိုတွေလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ပြုံးလိုက်ကြ යි အိမ်တော်တော့အသီးကျွန်းကနေပြန်လာခဲ့ကြတော့တယ်